ါဆီယာမရန်ကတမီးကအဲတမီးရှစ်တန်းတော့လာမသိရအဲ့တော့တချင်းနေဆရာဟာတအားပေါက်တယ်ဟုတ်တယ်အဲ့ဒါသမီးကတအားညစ်တတ်တယ်အဲအဲ့ဒီကတည်းကနေဆရာကလည်းတအားချောတယ်ဗနာချောတော့ဆရာတချင်းနေအကုန်လုံးကိုသမီးနားထောင်သမီးအကြိုက်ဆုံးဆိုလို့ရှိရင်ဒီရှင်နရှိကူနေမခွန်ခွန်လေအဲ့ဒါအကြိုက်လေရှင်အဲ့ဒီတော့ကြောင့်လေဆရာကိုသမီးအဲ ဆရာကလည်းတမီးရဲ့ idol တယောက်ဖြစ်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်တမီးဆရာကိုလည်းတောက်လျှောက်ကြည့်နေတဲ့အချိန်မှာဆရာရဲ့ responsibility ကိုတွေ့ရတယ်ဆရာရဲ့အဲတည်တတ်မှု organize ဖြစ်တဲ့ behavior လေးတွေအများကြီးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ဆရာကိုတမီးကျေးဇူးတင်ပါတယ် သမီးကတော့ပြိုင်ဖို့ဆိုတာထင်ငယ်ကလေးကအိမ်မက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်အာဒီအချိန်ရတာနဲ့သမီး opportunity ရတာနဲ့တခါတည်းစုပ်ကင်လိုက်တဲ့ဘောပါရှင်ဟုတ်အာသမီးရဲ့ page မှာရေးထားတာကတော့ I am an entertainer who likes to entertain. Are you ready for it? ဆိုလိုတာကတမီးကအာယတအမျိုးမျိုးကိုပေးချင်တဲ့ entertainer တယောက်ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်တမီးကတော့အခု miss ကိုပြိုင်ချက်အပြင်တမီးရဲ့အားပေးတဲ့သူတွေအားလုံးကိုနောက်ထပ်ခန်းစားချက်တမျိုးယတတမျိုးပေးချင်တဲ့အနေနဲ့လည်းဝင်ပြိုင်တယ်လို့အခုဒီမှာကြီးရှုနေတဲ့လူတွေအားလုံးရဲ့အားပေးနေတဲ့သူတွေအားလုံးကိုတမီး message လေးတွေတစ်ခုပြီးတစ်ခုပေးသွားမှာဖြစ်တဲ့အကြောင်းတမီးဒီကနေပြီးတော့လည်းပြောချချင်ပါတယ်။ဒါတွေကလည်း useful ဖြစ်မယ်လို့တမီးပြောလင်းပါတယ်ရှင့်။အာငငယ်ကလေးကတော့ ော့အားရင်အားတယ်လို့ချင်းထက်တန်နဲ့ရှောက်နေကြတော့ဟုတ်ပါတယ်ဒါပေမဲ့အာတောက်ဖနှက်နဲ့ကြတော့နေသားမကြဘူးဒီလောက်အမြင့်ကြီးစီးရမယ်လို့လည်းတမီးမထင်ခဲ့ဘူးပေါ့အာပြီးတော့လည်း အဲတမီးငငယ်တုန်းကတော့ hobby တစ်ခုအနေနဲ့အများကြီးလုပ်ခဲ့ပေမဲ့သူကနီးစနစ် technique ဆိုတာရှိရဲ့ရှင့်အဲ့ဒီအတွက်ကြောင့်တမီးရဲ့အဲတမီးထပ်ပို့တော်တဲ့ဆရာတွေနဲ့မှတမီးရဲ့ချင်းကပ်ပြီးတော့ဆရာတို့ကလည်းစေတနာများစွာနဲ့တမီးကို idea တွေပေးတယ်လေ့ကျင့်ပေးတယ် homework လေးတွေပေးတယ်အဲ့ဒီအတွက်ကြောင့်တမီးအခုဒီနေ့ဒီနားမှာရက်နိုင်တာဖြစ်ပါတယ်ရှင့်ဟုတ်အခုတမီးပထမဆုံးကတော့တမီးချစ်ရတဲ့အဲကြည့်ရှိသူတွေအားလုံးကိုဘာနာ surprise ပြောချင်ပါတယ်အဲ့ဒီအတွက် အဲတမီးကတော့အခု miss ကို join ချင်းကလည်းတမီး message လေးတွေအများကြီးပေးချင်လို့ဖြစ်တဲ့အဲ့ဒီနောက်ပိုင်း entertainment လည်းနောက်တစ်ခုအဲကြည့်တူတူတွေအားလုံးကိုတမီးကအဲရတလေးတွေကိုလည်းအများကြီးပေးချင်တယ်အဲအဲ့ဒီအတွက်ကြောင့်တမီး join ခဲ့ရချင်းဖြစ်ပါ ပြိုင်ဆိုင်ရတာကိုတမီးသဘောချရတယ်။အဲ့ဒီထက်မကပြိုင်ဆိုင်တာရဲ့အပေါ်မှာဆိုလို့ရှိရင်ကိုချိုက်တာကိုကိုလှုပ်ခွင့်ရတဲ့အတွက်အဲ့ဒီအတွက်လည်းပျော်တယ်။ဒီယာရဲ့နောက်ထပ်အပေါ်မှာကြတော့ကိုကိုကြည့်ရှုနေတဲ့အရောက်ချင်းစီတိုင်းအပေါ်အကျိုးတက်ရောက်မှုကောင်းတဲ့အကျိုးတက်ရောက်မှုရှိစေမယ်လို့တမီးကအဲ့လိုရည်မှန်းချက်တစ်ခုနဲ့လည်းတမီးကဝင်ပြိုင်ရချင်းဖြစ်ပါရှင့်။ဟုတ်ကဲ့ပါ။အဲ တမီးကတော့ဘာပဲလုပ်လို့တမီးရဲ့အကောင်းဆုံးပေးမယ်အများကြီးစူးစမ်းမယ်တမီးမှာရှိရှိသမျှအကုန်ထုတ်ပေါ်ပြမယ်ပြီးတော့ပရိသတ်တွေနဲ့လည်းကြီးရှိသူတွေနဲ့လည်းတမီး interact လုပ်မယ်ဒါအဲ့တော့တမီးရဲ့ top priority တစ်ခုဖြစ်ပါတယ်ရှင့်ဟုတ်အာဆီယာမရန်ကတမီးကအဲတမီး ရှစ်တန်းတော့လာမသိရအဲ့တော့တချင်းနေဆရာဟာတအားပေါက်တယ်ဟုတ်ကဲ့အဲ့ဒါတမီးကတအားညစ်တက်တယ်အဲအဲ့ဒီကတည်းကနေဆရာလည်းတအားချောတယ်ဗနာချောတော့ဆရာတချင်းတွေအကုန်လုံးကိုတမီးနားထောင်တမီးအကြိုက်ဆုံးဆိုလို့ရှိရင်ဒီရှင်နာရှိကူအင်းဒီမခွန်ခွန်လေးအဲ့ဒါအကြိုက်ဖြစ်အဲ့ဒီတော့ကြောင့်လည်းဆရာတို့တမီးအဲ ဆရာကလည်းတမီးရဲ့ idol တစ်ယောက်ဖြစ်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်တမီးဆရာကိုလည်းတောက်လျှောက်ကြည့်နေတဲ့အချိန်မှာဆရာရဲ့ responsibility ကိုတွေ့ရတယ်ဆရာရဲ့အဲတည်တတ်မှု organize ဖြစ်တဲ့ behavior လေးတွေအများကြီးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ဆရာကိုတမီးကြုံချင်တာဖြစ်ရှိပါတယ်ရှိုင်းနေဆရာနဲ့အဲ idol တယောက်နဲ့ညဆာဆာရတယ်ဆိုတော့ဖေးလို့ရပါတယ်ဘလောက်တော့ယူခွင့်လဲဆရာဟုတ်ဟုတ်အခုဆရာကလည်းတမီးထအများကြီးတော်တယ်ဆိုပေမဲ့တမီးဆရာကို ကျောင်းအများကြီးစူးစမ်းပါမယ်။တမီးရဲ့စူးစမ်းမှုပုံမှန်မှုဒီမှာပေါ့နော်။ဒါပေမဲ့တမီးအများကြီးအများကြီးစူးစမ်းတာဖြစ်ပါတယ်။အခုဖြစ်အဲ generation ကိုအဲ look down လို့တော့မရဘူးရှင်။အများကြီးစူးစမ်းတာပါပဲ။အခုတမီးတို့ခင်မဆိုလို့ရှိရင်အာလူငယ်တွေကလည်းပို့ပြီးတော့တိုးတက်လာတယ်တအားလည်းတော်လာတယ်မိပညာကလည်းတိုးတက်လာတဲ့အချိန်မှာတင်ယူမှုကလည်းတအားမြင့်ဆန်လာတယ်အဲ့ဒီအတွက်ကြောင့်သမီးတို့ရဲ့လူကြီးတွေရောအကုန်လုံးကသူတို့ရဲ့ကလေးတွေကိုလည်းသူတို့ထပ်ပို့တော်ခိုင်းစေခြင်းနဲ့ အလုံးဝကောင်းတဲ့စိတ်ထားလေးရှိရောเนาะအဲ့ဒီအကြောင်းကြောင့်ဆရာတို့လည်းစိတ်တမကြရရတယ်တမီးတို့လူငယ်တွေကလည်းအများကြီးစူးစမ်းပြီးတော့ဒီထက်မကအများကြီးကောင်းအောင်ဆက်ရပါတော့ဟုတ်ကဲ့အာအလုံးရဲ့ကျေးဇူးချောင်းတာတမီးဒီကိုရောက်ရှိရခြင်းဖြစ်ပါတယ်အဲ့ဒီအကြောင်းကြောင့်တမီးတို့ဒီ Miss Grand Journey တောက်လျှောက်တစ်ခုလုံးမှာတမီးရဲ့ activity တွေအကုန်လုံးကိုကြည့်ချင်းအဖြစ်အလုံးအတွက်အားရှိစေမယ်လက်ဆက်အများကြီးရစေမယ်လို့တမီးမျှော်လင့်ပါတယ်ပြီးတော့လည်းဒီဟာပြီးဆုံးတဲ့အထိတမီးကိုအားပေးပြီးပါလို့တမီးဒီကနေပြီးတော့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်